varicose vein ဆိုတာအမျိုးသားအမျိုးသမီးနှစ်ဖက်စလုံးမှာတွေ့နိုင်တဲ့သွေးကြောပြဿနာတစ်ခုပါ varicose vein ဆိုတာခြေထောက်မှာဖြစ်ပေါ်လာတဲ့ကြီးမားပြီးကွေးကွေးကောက်ကောက်သွေးကြောတွေကိုဆိုလိုပါတယ်အရင်တုန်းကအသက်ကြီးတဲ့အမျိုးသမီးတွေကသာဒီပြဿနာအတွက်အခြေကူတမှုရှာဖွေတတ်ကြတယ်ဒါပေမဲ့ယနေ့ခေတ်မှာအခြေအနေပြောင်းလဲလာပြီးလူငယ်တွေအကြားမှာပါဒီပြဿနာတွေ့ရတာပုံများလာပါတယ်အများဆုံးတွေ့ရတဲ့ယောဂလက္ခဏာတွေကဘာတွေလဲ ခြေလောက်ထဲကသွေးကြောတွေကအရန်ကြီးလာပြီးကိုယ်ကိုယ်ကောက်ကောက်ဖြစ်သွားလို့ကြည်ရတာလည်းမလှတော့ပါဘူးဒီလိုအခြေအနေကိုဆက်လက်လစ်လူရှုထားရင်အရေးပြားမှာအနက်ရောင်ဆွဲခြင်းအယောင်ပြောင်းခြင်းလိုမျိုးပြဿနာတွေဖြစ်လာနိုင်ပြီးထပ်မံလစ်လူရှုရင်တော့အနာတွေထပ်ဖြစ်လာနိုင်ပါတယ်တခါတလေမှာသွေးကြောကအရန်ကြီးသွားလို့ပောက်ကွဲပြီးသွေးရည်ချင်းမျိုးဖြစ်လာနိုင်ပါတယ် Varicose vein ဖြစ်ပေါ်လာစေတဲ့အနေအထားအကြောင်းရင်းတွေမှာ variable ပါလေ ရင်ပြောခဲ့သလိုဒီယောဂါကမင်းကလေးတွေမှာနည်းနည်းများပေမဲ့ယောက်ျားလေးတွေမှာလည်းတိရတက်ပါတယ်ပုံမှန်အားဖြင့်အသက်30မှ60အတွင်းမှာပိုများပါတယ်အခြားအနေနဲ့အကြောင်းရင်းတွေကတော့ပိုလေးချိန်ပိုခြင်းစိတ်လိတ်တောက်ခြင်းနဲ့တဏီကုံရက်နေတတ်တဲ့အလုတ်ကင်တွေဥပမာဆရာရဲ့ဒူနာပြုဆရာဝန်တွေလည်းပါဝင်ပါတယ် ဖြစ်နိုင်တဲ့အဆိုးကျိုးတွေကပုံမှန်အားဖြင့်အလှပနဲ့ပတ်သက်ပြီးသွေးကြောတွေမလှသွားတာမျိုးဖြစ်နိုင်တယ်လို့တခါတလေမှာတော့ခြေလောက်ဖောင်းခြင်း၊ဟဒီမှာခြေထောက်တက်ခြင်းခါနာခြင်းလိုမျိုးလက္ခဏာတွေနဲ့လည်းတွေ့ရနိုင်ပါတယ်။ရေးကြီးရဲ့လူနာတွေမှာတော့အနာထွက်ခြင်းနဲ့သွေးယိုခြင်းတွေဖြစ်လာနိုင်ပါတယ်။ရောဂါရှာဖွေခြင်းကလည်းအရန်လွယ်ကူပါတယ်။ ယနေ့ခေတ်မှာ ultra sound နဲ့ဓာတ်ပုံဆက်တွေအားလုံးမှာရှိနေပြီဖြစ်လို့မိနစ်9မှ10အတွင်းပြုလုပ်နိုင်တဲ့ရိုးရှင်းတဲ့ ultra sound သို့မဟုတ်ဓာတ်ပုံတစ်ခုပဲလုံးလိုက်ရင်ရောဂါကိုအတည်ပြုနိုင်ပါတယ်။ဒီနေ့ခေတ်မှာကုတောင်းမှုတွေကလည်းအဓိကအားဖြင့် intravascular နီးစနစ်နဲ့ပဲပြုလုပ်ကြပါတယ်။ဒါကတော့ intravascular လို့ခေါ်တဲ့ radio frequency ablation တို့မဟုတ် endovenous venous နီးလန်းတွေကိုအသုံးပြုတာပါ ဒီကုသမှုတွေကလည်းနေ့တနေ့တည်းပြုလုပ်နိုင်တဲ့နည်းလမ်းတွေဖြစ်လို့လူနာတွေလာရောက်ပြီးနိုင်လေး9နိုင်အတွင်းပြန်ထွက်နိုင်ပါတယ်။အနာအသားလည်းမရှိသလောက်နဲ့သို့မဟုတ်ယောဂအဆင့်ပေါ်မှုတည်ပြီးအနည်းငယ်သာအနာအသားရှိနိုင်ပါတယ်။အတူချုံးတဲ့အရှိကြာရလက်တွေမှာလည်းအလွန်ကောင်းမွန်တဲ့ရလက်တွေရရှိပါတယ်။ နောက်ထပ်သွေးကြောတွေကိုဂရုစိုက်ပေးနိုင်ရင်ပြန်ဖြစ်နိုင်ခြေကလည်းလုံးဝမရှိသလောက်နီးပါးပါပဲလို့ထင်ပါတယ်။ဒါကြောင့်သွေးကြောထွက်ခြင်း၊ခြေထောက်ဖောင်းခြင်းသို့မဟုတ်ခြေထောက်နာကျင်ခြင်းလက္ခဏာတွေရှိရင်ချက်ချင်းပဲအထူးကုဆရာဝန်ကိုတွားရောက်ပြသပါ။ဒါမှသာကောင်းမွန်တဲ့ရလဒ်တွေရရှိနိုင်မှာပါ။